Hello မင်္ဂလာပါခလေးတို့ရေအေးတီချေတို့ပြီးအခက်ရှစ်လုံးပေါ့နော်အခက်ရှစ်လုံးကို သင်ခဲ့ပြီးပြီဆိုတော့အခုတီချေနဲ့တူအရေးလိုက်ကျင့်မယ်ဂါကြီးပထမဆုံးစာကြောင်းမှာဂါကြီးပေါ့နော်ပြီးရင်ဇာမြင်းဆွဲဇာမြင်းဆွဲပြီးရင်တီချေတို့တတ်တလင်းချိတ်ပေါ့တတ်တလင်းချိတ်ဒါတင်းချိတ်ကလည်းရစ်နေရစ်နေပါထဝမ်းပဲ သတ္တလင်းချင်းထောက်မမဲရလှဲ့တာချင်းတူပါလေ။ဓာရင်ကောင်းလေရစ်တရစ်ပါ။ဓာရီမုံနာကြီးဘင်းအောင်ဆုံးတလုံး လာကြီးပေါ့လာကြီးရကြတော့ဒီရှင်တို့လေရစ်တရစ်နဲ့သူကတာတနေချင်းနဲ့လှဲလာခြင်းတူရပေါ့နော်အဲ့ဒီမှာဒီရှင်ကတချို့ကမှားတက်ကြတယ်ကွာဟိုတာတလင်းချိန်ထဝင်ပဲဓာရင်ကောက်ကိုပေါ့နော်အလိုပေါ့ဘလူးမှန်ရမလဲဆိုလို့ရှိရင်ငငတက်လို့မှတ်လို့ရပါတယ်အဲပထမဆုံးတာတလင်းချိန်နဲ့ထဝင်ပဲနဲ့ကငကလေးလို့ပေါ့နော်ကိုဘက်ကို ညာဘက်ကိုလှည့်နေတာပါနော်ဟိုဘက်ကိုလှည့်နေတာတတလင်းချက်ကြတော့ဒီရှယ်တို့တစ်ကလေးလို့ရေးပြီးတော့မှလေရစ်တည့်ရတဲ့ထည့်ပြီးသူ့ရင်လေးကကောက်ကောက်လေးပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ကိုကလေးကိုမှတ်တက်အောင်ပုံစံမျိုးစုံနဲ့သင်ပေးလို့ရပါတယ်အဲဒီရှယ်ကတော့ဟိုမနော်ဆောက်ထည့်တွေကပြောသလိုငါငါတစ်ပေါ့နော်ငါငါတစ်တတလင်းချက်နဲ့ထောက်ဝင်ပေးရငါ ိုင်းရင်ကောက်ကလေးကတော့တက်ပေါ့နော်။တာသလင်းကြီးကတော့သူကသူများနဲ့တမှုထိုးပါတယ်။သူကနှစ်ရစ်ပါပေါ့နော်။လေရစ်ကထောင်းဝင်ပေးရလေရစ်မပါဘူး။အဲတိုင်းရင်ကောက်ကလေရစ်တစ်ရစ်ပါတယ်။ပြီးတော့လာကြီးနဲ့တာသလင်းကြီးကလက်တူတယ်ပေါ့နော်။ဒါပေမဲ့လေရစ်ကတော့လာကြီးရလေရစ်တစ်ရစ်ထဲပါ။အဲကိုနီကိုခံနဲ့ပေါ့နော်။ခလေးတွေကိုမှတ်တမ်းအောင်သင်ပေးလို့ရပါတယ်။အေးသင်ငန်းစာလေးကိုလိုက်နာထောင်းတဲ့သသားမိမိတို့ကိုတီချဲက ျေးဇူးအများကြီးတင်ပါတယ်တိရှိရဲ့ YouTube channel လေးကိုလည်းအဲဘောနော် like and subscribe လေးလုပ်ပြီးတော့ YouTube video လေးကိုလည်းဝင်ကြည့်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်